မင်္ဂလာပါရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနက်ရိတ်ကံပြူဟာဂုံကိုပိတ်ဆို့ထားတယ်လို့အေးအေးပြောဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အာရကပြည်နယ်မကွေတိုင်းခြားမှရှိတဲ့ကဖဲမြို့နယ်တဲကအကြမ်းမဲ့စစ်ကောင်စီရဲ့နက်ရိတ်ကံပြူဟာဂုံလေးချောင်းရံကာကွယ်ရေးတပ်စခန်းကြီးကအာရကတပ်တော်အေးအေးကဝန်ရံပိတ်ဆို့ထားတယ်လို့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ် နိုဝင်ဘာလ10ရက်နေ့မနက်9:00နာရီခွဲကျော်အချိန်ကအဲ့ဒီနေရီကစခန်းကနေအကြမ်းမဲ့စစ်ကောင်စီရဲ့တပ်တောင်းဒုတက်ချက်မျိုးမင်းထွန်းဟောင်းအရခတ်တော်ထံအလင်းဝင်လာတဲ့လူအေအေကပြောပါတယ်အလင်းဝင်လာတဲ့ဒုတက်ချက်မျိုးမင်းထွန်းဟောင်းအကြမ်းမဲ့စစ်ကောင်စီရဲ့ကိုလန်ချေဆိုင် အမကိုစစ်မြေပြင်စစ်တပ်ရင်ကဖြစ်တယ်လို့သိရပါတယ် အမကောစစ်မြေပြင်စစ်တပ်ရင်ဟာစကားခဆက်ခွန်မိုင်းပန်ရဲ့ကိုကဲမှုအောင်မရှိတဲ့တရင်တစ်ခုဖြစ်ပြီးလက်ရှိမှာအဲ့ဒီတရင်ဟာနေရကံပြူဟာကုံမှာအရခတ်တော်အီရဲ့ဝင်းရဲ့ပိတ်ဆို့မှုကိုခံထားရတယ်လို့ဆိုပါတယ်။အရခတ်တော်အီဟာအမျိုးနေအမျိုးတွေမှာရှိတဲ့အနာပိုင်နှံစစ်ဌာနချုပ်နာပါခတစ်ခုလုံးကိုတိမ့်ပိုက်ပြီးနောက်အယုဘော်ကနေစစ်ကောင်စီတပ်စခန်းတစ်ခုပြီးတစ်ခုဇက်တိုက်သိမ်းပိုက်ခဲ့ကနေရီကံပြူဟာကုန်းမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ နိုင်ငံကံပြူအကုံလေချောင်းရံကာကွယ်ရေးတပ်စခန်းကြီးကိုတိမ်မရရှိနိုင်မှုအာရခတ်တပ်တော်အေးဟာထိုးစစ်ဆင်တိုက်ခိုက်နေတာလာအနေငယ်ကြနေပြီဖြစ်ပေမယ့်နိုင်ငံကံရဲ့ပြပဝင်ကျအလုံးကိုတိမ်မထားပြီးဖြစ်ပါတယ်။နိုင်ငံကံပြူအကုံရဲ့ပြမတောင်ကုန်းပေါ်တစ်ခုသာကျန်ရှိနေတာဖြစ်ပြီးအနီးနားကာကင်စခန်းအလုံးထင်းချုပ်ထားပြီးမြေပြင်ထောက်ပို့လမ်းတွေကိုဖျက်နှောက်ထားတာဖြစ်ပါတယ်။အာရခတ်တပ်တော်အေးရဲ့အရင်ထုတ်ပြန်ချက်တွေအရ နိုင်ငံကံပြူအားကုန်းကုန်ရရှိဖို့လက်တကန်းအလိုမှာပင်ရှိနေတာဖြစ်ပြီးအနေငယ်သောစကန်းတွေသာကျန်ရှိတော့တယ်လို့သိရပါတယ်။အာရခတတ်တော်အေးဟာအာရခမကွေအဆန်းအာရခပကူအဆန်းနဲ့ အာရခမကွေးတန်းအစက်ဒေသတွေမှာအကြမ်းမဆက်ကောင်းစီတရင်တွေနဲ့တိုက်ပွဲတွေပြင်းပြထန်ထန်ဖြစ်ပွားလျက်ရှိနေပါတယ်။အဲ့ဒီဆင်မနာပြင်းတွေကနေအာရခတပ်တော်အေးအေးစီအကြမ်းမဆက်ကောင်းစီတပ်သားတွေအထူးတပ်ဖြင့်စစ်မှုထမ်းနေရှေ့တန်းပုတ်ခံရတဲ့တပ်သားအများပြားဟန်အလံဖြူတောင်းအလင်းဝင်တောင်းထွက်ပြေးလာတာနဲ့လက်နက်ချအညက်ခံသူတွေရှိနေတယ်လို့အေးအေးကထုတ်ပြန်ထားပါတယ်ရှင်။ဆလပင်မရယာမြို့နယ်အတွင်းနေမြေအများစုကတော်လရင်အင်အားစုတွေလက်လို့ရဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမနေရမြို့နယ်အတွင်းစီနေမြေအများစုကတော်လရင်အင်အားစုတွေလက်လွတ်လိုက်ရပြီးနောင်ချိုမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းအချို့စင်ကူးမရေယာဘတ်သူဦးတည်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လတွေအတွင်းစစ်ကောင်စီဘက်ကကြောင်မဲမြို့နယ်ဒီဘောမြို့တို့ကိုတိုက်ခိုက်နေတယ်လို့မန္တလေးမြို့အနီးစီမရေယာမြို့နယ်နဲ့ပတင်ကြီးမြို့နယ်အတွင်းမှာတော်လရင်အင်အားစုတွေထိန်းချုပ်စုမှုရာနေရာတွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုထိုးစစ်ဆင်တိုက်ခတ်မှုတွေပြုလုပ်ရမှာစက်ကောင်စီအနေနဲ့ဒရုန်းလက်နက်ကြီးလေယာဉ်တို့ကိုအများအပြားအသုံးပြုခဲ့ပြီးတော်လရင်အင်အားစုတွေထိန်းချုပ်ထားရာဖေအားတောင်အယ်ဖာဘီလက်မြစ်စက်ရုံနဲ့ပတင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအချို့ကိုပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့သိရပါတယ်။ အရင်နာပြီးခဲ့တဲ့ဇပန်အတွင်းမှာလည်းမေဒီယာမျိုးနယ်အတွင်းစီအမတ်တေတုံညာတင်လင်းလီချောင်းရံကာကွယ်ရေးတနေစစ်တော်ကြီးရေလောင်တမန်တို့ကိုစစ်ကောင်စီကပြန်လည်တင်ယူခဲ့ပြီးလက်ရှိမှာတော့မေဒီယာမျိုးနယ်အတွင်းမှာနေရာတော်တော်များများကိုပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့တယ်လို့သိရပါတယ်။မေဒီယာနယ်မြေအများစုပါသွားတယ်ပြောရမှာပါ။ဖျောင်းတောင်အယ်ဖာဘီလက်မြေစက်ယုံအဲ့ကိစ္စပြီးတော့မန်တိုင်းပြန်လည်လွတ်လိုက်ရတဲ့ပတင်ကြီးတွေကရွာတဲ့ရွာ ဲ့ကလေးကနေတစတစပါနေတာအခုတော့မရိယာကကုံတလောက်ကိုဖြစ်သွားပါပြီလို့ဒေသခံသတင်းရှင်မြစ်ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီပြန်လည်ထိန်းချုပ်ရရှိသွားတဲ့မရိယာမြို့နယ်အတွင်းမှာတစင်လင်းစစ်ကောင်စီအနေနဲ့အင်အားစုဖွဲ့မှုတွေပြုလုပ်ပြီးစင်ကူးမြို့ကိုထိုးစစ်ဆင်လှပွင့်ရရှိနေတယ်လို့လည်းအဆိုပါသတင်းရှင်မြစ်ကဆက်ပြောပါတယ်။စင်ကူးကစကားစပြန်ရပြီဆိုတာတော့မဟုတ်ဘူးဗျာ။ အခုမှထိုးဖို့စုဖွဲ့ပြနေတာခမညာမရေယာဘက်မှစကားစဘက်ကအင်အားဖြစ်သင့်ပြီးစင်ကူးဘက်ထိုးဖို့လုပ်နေပါတယ်ခမညာစကားစကဆယ်တော်ကြီးပြင်ရသွားတော့ပူဆိုးသွားတာပေါ်လို့ပြောပါတယ်ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာတအောင်တက်တီယန်လန်လေးထံမှစစ်ကောင်စီပြန်လည်တင်းယူခဲ့တဲ့နောက်ဆုံးမျိုးနယ်အတွင်းမှာလည်းစင်ကူးမရေယာဘက်သူဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတစ်ကြောင်းရှိနေတယ်လို့လည်းသိရပါတယ်အဆိုပါစစ်ကောင်စီစစ်ကြောင်းအနေနဲ့ အင်အား80ကျော်မှ100နီးပါးအထိရှိပြီးမိုးကုတ်လမ်းမတဆင်စင်ကူးမရေယာဘက်ကလမ်းပေါက်တဲ့ဒိုးပင်ကြီးရွာအနီးပတ်ချလယ်မှာရောက်ရှိနေတယ်လို့လည်းသိရပါတယ်။နောက်ချိုမှာစကားစားစစ်ကြောင်းတစ်ကြောင်းရောက်ရှိနေပြီးဒိုးပင်ဘက်ကနေဆယ်တော်ကြီးအတန်းဆင်ပြီးစင်ကူးနယ်ဘက်သွားမလားဘယ်သွားမလဲစောင့်ကြည့်ရမယ်ခင်ဗျာ။ဒိုးပင်ကနေမရေယာစင်ကူးပတ်ဆင်လို့ရတယ်ဆရာလို့သူကဆက်ပြောပါတယ်။ စစ်ကောင်စီအနေနဲ့မရရာစင်ကိုတပိတ်ခြင်းနဲ့မိုးကုံမျိုးတို့ကိုအပြေအဝါထိန်းချုပ်နိုင်မှုအတွက်မန္တလေးတန်းအတွင်းမှာစစ်ကြောင်းထိုးတာတွေရှိသလုံဘျူဟာအရာအရေးပါတဲ့နောက်ချုံမိုးကုံလမ်းမော်ရှင်ဟိုကိုဟိုခဲနဲ့ဒိုးပင်ကြီးရွာမှာလည်းစစ်ကြောင်းတွေဖြန့်ခွဲထားတာတွေရှိတယ်လို့သိရပါတယ်ရှင်။ဆလပင်ဝန်တော်မျိုးနဲ့အတွင်းစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားတအုပ်တည်ဆုံးပြီးရေသာရှည်မှစစ်တပ်တရင်ပိတအုပ်စစ်တပ်ကထောင်နာသည့်မိုင်းနေမိပြီးခြေပြက်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ် စကိုင်းနိုင်ဝန်တို့မျိုးနယ်အတွင်းစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားတအုပ်တည်ဆုံးခဲ့ကြောင်းဝန်တို့မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောကြားပါသည်။နိုဝင်ဘာလ10ရက်နေ့မှာဝန်တို့မျိုးနယ်ခတ်ချိုချင်းရွာကိုစစ်ကြောင်းထုတ်လာသည့်အင်အားတရာခန့်မှစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကဒေယွန်60မမများဖြင့်ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုနိုင်ငံမှုအတွင်အကြမ်းမတ်စစ်တပ်ဘက်မှတအူးတည်ဆုံပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့နယ်မြေကိုစစ်ကြောင်းထိုးတာကိုဒုံးတွေနဲ့တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးဘက်ကနှစ်ဦးတင်ရရှာတယ်။တအူးကတော့တည်ဆုံတယ်လို့သိရတယ်။စစ်ခွေးဘက်ကလည်းနဲ့ခရရန်တွေတင်းစီရရှိတာမျိုးမရှိပါဘူး။ဒီုံးနဲ့လလုံ60မမပင်အုံပြုခဲ့တာပါ။ စစ်ကြောင်းပြန်ထိုးနိုင်တာတွင်ရှိတော့ပြည်သူတွေကဂရုစိုက်နေကြဖို့တော့မှာကြားထားတာတွင်ရှိပါတယ်ဟုဝန်တုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမှတာဝန်ရှိသူကပြောကြားပါတယ်အဆိုပါတိုက်ခတ်မှုကဝန်တုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာကောလင်းခရံအမလီတယင်းတို့ကပူပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါတယ်ဒါအပြင်ပဲခူးတိုင်းရေသာရှင်မျိုးနယ်မှာလည်းအကြမ်းမဲ့စစ်တပ်တရင်ပေးတောက်တိုင်းတအူစစ်တပ်ကထောင်ထားသည့်မိုင်းနှိမ့်ပြီးခြေပြတ်သွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ် ဂျမန်နေနိုဝင်မာလာ၁၂ရက်နေ့နနက်၁၀နာရီခန့်မှာရေသာရှည်မြို့နယ်စင်ကွေးကျေးရွာအုပ်စုထိပ်ပကျေးရွာပြီးမှအကြမ်းမတ်စစ်တပ်ကထောင်ထားဒီမိုင်းကိုစစ်တပ်တရင်မီတောက်တိုင်းထိပ်ပကျေးရွာသားဝင်းနိုင်ကနေမိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထို့သောမိုင်းနေမိပြီးဝန်နိုင်သည့်အပြင်းအထန်တရားရကခြေတော့ပြတ်သွားပြီးလက်ရှိအချိန်မှာတာငူခရိုင်နှစ်ဆောင်မြန်စည်းကမ်းမှာကုသမှုခံယူနေရကြောင်းသိရှိရပါသည် ဒီနေ့နဲ့နဲ့ဆယ်နိုင်ကရေတာရှိမျိုးနဲ့ထိပ်ပကြီးရွာပေးမှာစစ်ကွေးထောင်ထားတဲ့မိုင်းကိုနှိမ့်ပြီးစစ်တပ်တရင်ပေးအမကန်တောက်တိုင်းထိပ်ပရွာသားဝန်ထမ်းချေပြတ်သွားတယ်။အခုတောင်ကုန်းနဆောင်မြန်စေကံမှာစေကူတာနေတယ်လို့သိရတယ်ဟုဒေသခံပြည်သူတအူးကပြောဆိုပါတယ်ရှင်။ဆလပင် မင်းလာမျိုးနယ်ဗန်ဝေးကုန်းရွာအနီးရှိတက်ဆွဲထားသည့်စစ်တပ်ကလုံခြုံရေးအကြောင်းပြ၍ပြည်သူများကို၃ရက်အတွင်းရွာလုံးကျော်ပြောင်းရွှေ့ခန်းဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ပဲခူးတိုင်းမင်းလာမျိုးနယ်ဗန်ဝေးကုန်းရွာအနီးတက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကလုံခြုံရေးအကြောင်းပြ၍ပြည်သူများကို၃ရက်အတွင်းရွာလုံးကျော်ပြောင်းရွှေ့ခန်းထားကြောင်းဒေသပြည်သူများကပြောဆိုပါသည်။ နိုဝင်ဘာလ10ရက်နေ့ကစပြီးအကြမ်းမဲ့စစ်တပ်ကမင်းလာမြို့နယ်အပိုင်းပဲခူးကျွန်းမှအတွင်းစီပံမွေးကုန်းရွာမှပြည်သူများကိုအကြမ်းမဲ့စစ်တပ်က3ရက်အတွင်းရွာလုံးချော့ပြောင်ရွှေ့ခိုင်းထားခြင်းဖြစ်ကြောင်းသိရပါသည်။၎င်းပံမွေးကုန်းရွာအနီးမှာလည်းအကြမ်းမဲ့စစ်တပ်ကတပ်ဆွဲထားပြီး၎င်းတို့ကိုတော်လှန်ရေးတပ်ဖွဲ့များကကျေးရွာအတွင်မှလာရောက်တိုက်ခိုက်မိကိုစိုးရိမ်နာကြောင်းပြောင်ရွှေ့ခိုင်းခြင်းဖြစ်ကြောင်းသိရပါသည်။မင်းလာမြို့နယ်အပိုင်းပဲခူးရွတဲ့မှာရှိတဲ့ဗန်ဝေးကုန်းရွာကိုစစ်ခွေးတွေက၃ရက်အတွင်းရွှေ့ခိုင်းထားတာ ဘာကြောင့်အဲ့လိုပြန်ခိုင်းတာလဲမေးတော့လုံချုံရေးကြောင်းလို့ပြောပါတယ်တကယ်ကသူတို့ PDF တွေကလက်တိုက်မှာကိုကြောက်ပြီးပြကွင်းရှင်းတဲ့အနေနဲ့ပြန်ခိုင်းတာသူတို့တိုက်ခိုက်ခံရမှာကိုစစ်ခွေးတွေကအတင်အောင်ကြောင်းနေတာအဲ့ဒါမျိုးပြည်သူတွေကိုပြန်ခိုင်းတာလို့ဒေသပြည်သူတအူကပြောဆိုပါတယ်အဆိုပါဗမိတ်ကွန်ရွာသည်ပကိုးရုံမအတွင်းတည်ရှိသည့်ကျင်းရွာဖြစ်ပြီး အကြမ်းမဲ့စစ်တပ်ကကျင်းရွာအနီးတဆွဲထားကရိုးမအတွင်စစ်ကြောထိုးခြင်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါသည်။ဒါအပြင်2025ခုနှစ်မေလပိုင်းကလည်းမင်းလာမြို့နယ်အပိုင်းဘုကိုရိုးမအတွင်အင်အားတရာခံပြစ်စစ်ကြောထိုးလာသည့်အကြမ်းမဲ့စစ်တပ်မှစစ်သား၂ဦးသည်ဖွံ့ဝေးကုန်းရွာအနီးမောက်ခါဆဲအတွင်မူယူတာစာပြီးရေချိုးစင်ရမှာစစ်သားတအူးမွေကိုက်ခံရပြီးတေဆုံကကျန်တအူးသည်ယင်းနေ့တေဆုံခဲ့ကြောင်းသိရပါတယ်ရှင်။